我们自己做吧，我们自己做吧。 going by our youtube channel tiktok channel လေးကနေတော့ပြန်လည်ပြီးတော့ကျွန်တော်တို့ကြိုးဆို like ပါတယ်အဲ့တော့ကျွန်တော်တို့ international ပြိုင်ပွဲတွေပြီးဆုံးသွားပြီဆိုတော့ချုပ်ညီကိုတို့ကျွန်တော်တို့ညှော်လင့်နေတဲ့အမပေးလိတွေကတော့ပြန်ပြီးတော့စတင်ခဲ့ပြီးအဲ့တော့စတင်ခဲ့တာနဲ့အညီတကယ်ကိုဒါပွဲကြီးပွဲကောင်းတွေကတော့အများကြီးပဲပေါ့နော်အဲ့တော့ပွဲကြီးပွဲကောင်းအများကြီးတဲ့အမှဒါကျွန်တော်ကတော့ပုံမှန်တင်ဆက်ပေးနေကြတိုင်းပဲ brother တို့ကိုဒါ9ချီပေါ့နော်ကျွန်တော်တို့80ရာခိုင်နှုန်းလောက်ထိ90ရာခိုင်နှုန်းလောက်ထိရှိတဲ့ပွဲစဉ်တွေကိုကျွန်တော်လူတို့ရှင်းလေးသုံးသပ်ပေးခြင်းနဲ့အဲ့ဒီပွဲစဉ်ကတော့ကျွန်တော်မြန်မာဆန်လို့ရှင်းလိုက်30 မှာကစားမယ်ဒါ Man City နဲ့ Everton ပွဲလေးကိုလိုတိုရှင်းလေးကျွန်တော်ပြောပြပေးမယ်ဟုတ်ပြီအဲ့တော့ Man City စီအခုလက်ရှိပေးထားတဲ့ body zero ကိုကျွန်တော်ကြည့်မယ်ဆို160 body zero ပေးထားတယ်ပြီးတော့ goal point zero မှာတော့ကျွန်တော်တို့တွေအဲ3လုံးအပေါင်း30 goal point zero ပေးထားတယ်ဒီနှစ်သင်းရဲ့ Premier League title လေးကိုကျွန်တော်တို့သွားကြည့်လိုက်အောင်အခုလက်ရှိ Premier League title မှာဆို Man City စီအဆင့်9နေရာမှာရှိတယ် Everton စီအဆင့်7နေရာမှာရှိတယ် ဘာဖြစ်လို့ကျွန်တော်တို့တိုက်တဲ့ကိုကျွန်တော်ဇာပြောရဆိုတော့တခါလေရောက်တော့ကျွန်တော်ပြောသလိုပေါ့အမပေးလိတွေကအိမ်ဝင်းဝေးဝင်းစွမ်းဆောင်ရည်တွေကစကားပြောတယ်လို့ကျွန်တော်ပြောဘူးတယ်လေအဲ့ဒါလေးတွေကလည်းဒါဒီလိုအချိန်မှာအတုံးဝင်လာပြီးအခုလက်ရှိမန်စီးတီးစီဒါပရီးမီးယားလိကျွန်တော်ခုနှစ်ပွဲကစားထားပြီးသွားပြီးခုနှစ်ပွဲမှဆိုကျွန်တော်73မှတ်ရထားတယ်အေဗာတန်လည်းခုနှစ်ပွဲကစားထားပြီးသွားပြီး71မှတ်ရတယ်အဲ့တော့အေဗာတန်နဲ့မန်စီးတီးကိုအမတ်တွေကအရင်ကြီးမတိမ်မရင်ပုံစံမျိုးလေးတွေဖြစ်လာတော့ကျွန်တော်မြင်ရတယ်ပြီးတော့အေဗာတန်ဆိုစီလိဒါပြီးခဲ့တဲ့နှစ်ကအေဗာတန်နဲ့တော့မတူ ူတော့ခြေသွမ်းပိုက်ဆိုင်ရာမှာအရင်ကျွန်တော်တို့အဲခံမှန်းလို့မရဘူးနိုင်တဲ့ပွဲဆိုလဲသူတို့မနိုင်ဘူးမနိုင်တဲ့ပွဲတွေဆိုလဲနိုင်တယ်ဘောတော့ဥမာအပြီးကျွန်တော်ကြည့်မယ်ဆိုခရစ်စတယ်ပဲလေးလို့ဒါပရီးမီးယားလိမှာရှုံးဝဲမရှိတဲ့အသင်းမျိုးကြတော့လဲတွားပြီးတော့သူတို့တွေနိုင်တာလေးတွေကျွန်တော်မြင်ရတယ်အဲ့တော့ Everton ကတော့ကျွန်တော်ပြောမယ်ဆိုတော့ဒီနှစ်မှာနည်းနည်းခြေယူးပုံစံမျိုးလေးဖြစ်နေတာကျွန်တော်မြင်ရတယ်ဟုတ်ပြီအဲ့တော့ မန်စီးတီးစီဒီညအေဗာတန်ကိုကျွန်တော်နိုင်ခဲ့မယ်ဆိုရင်73မှတ်အေဗာတန်နိုင်ခဲ့မယ်ဆို16မှတ်အာဆင်နယ်နဲ့အမတ်တူလီဗာပူးနဲ့အမတ်တူဘောနော်လီဗာပူးကတော့တမတ်သားမယ်အဲ့တော့ဒါအုပ်စုအဆင့်ဒုတိယနေရာကိုရက်တီကောင်ရက်တီနိုင်တယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်တစ်ဖက်မှာလီဗာပူးကလည်းကျွန်တော်မန်ယူနဲ့တွေ့ရမှာဟိုမန်ယူဆိုတာမျိုးကလည်းဘာပဲဖြစ်ဖြစ်အခုချိန်မှာခြေစွမ်းပိုင်းဆိုင်ရာမှာဒါသူ့မှသူဘလို့အနေထားပဲဖြစ်ဖြစ်အဲကျွန်တော်တို့ဒါ ကောင်းသင့်တဲ့အချိန်ရောက်တော့ကောင်းလာမှာပေါ့နော်အဲ့တော့ဒါဟိုလီဗာပူးကိုလည်းကျွန်တော်တို့အနိုင်ပြောလို့မရမန်ယူဆိုတာလည်းကျွန်တော်တို့ဒါအချိန်ဝါကြီးမားတဲ့အသင်းပေါ့နော်အဲ့တော့ဒါလောလောဆယ်အမတ်အရာကျွန်တော်ကြည့်မယ်ဆိုရင်မန်စီးတီးကလည်းနိုင်မယ်ဆိုရင်အဆင့်ဒုတိယနေရာကိုရောက်မယ်အဲ့တော့ ဒီ Everton နဲ့ Man City ကိုတရည်တောင်းဖို့အနိုင်ကစားခဲ့မယ်ဆိုလေဒါ Everton ကလည်းကျွန်တော်14မှတ်နဲ့ဒါကျွန်တော်တို့အဆင့်6-9နေရာကိုရောက်မှာအဲ့တော့ပြောမဲ့ဆိုကိုစီကိုစီကတော့ရည်ရချက်ရည်မှန်းချက်လေးညာကျွန်တော်တို့ရှိကြတာပဲအဲ့တော့ကျွန်တော်တို့ဒီသူတို့နှစ်သင်းရဲ့တွဲဆောင်မှု head to head body zidane လေးတွေတစ်ချက်တော့ကျွန်တော်နဲ့တို့သွားကြည့်လိုက်အောင် head to head body zidane ကျွန်တော်ကြည့်မယ်ဆိုရင် Everton နဲ့ Man City ကျွန်တော်2023ကနေပြီးတော့2025အထိကိုဒါကျွန်တော်တို့9ချိန်ဒီတွဲဆောင်ပြီးသွားပြီး9ချိန်စလုံးမှာ မန်စီးတီးစီဒါကျွန်တော်တို့ဈေးရကြည့်မယ်ဆိုလဲဈေးရလဲကျွန်တော်တို့၄ပွဲလောက်အောင်ခဲ့တယ်ပြီးတော့ကျွန်တော်အသင်းကကြည့်မယ်ဆိုအသင်းကလုံးဝရှုံးနေခဲ့တာမရှိဘူးခြေသွမ်းပန်းဆိုင်ရာမှာ Everton တက်ပို့ပြီးတော့အသာစီးရရှိနေတာကိုကျွန်တော်တို့မြင်ရတယ်မန်စီးတီးကျွန်တော်တို့ရှုံးနေသွားတဲ့နှစ်ကိုကျွန်တော်ကြည့်မယ်ဆို26ဝင်းလေး17လပိုင်းတော့ကစားခဲ့တဲ့ Everton ရဲ့ပွဲမှာအဲ့တော့မန်စီးတီးစီဝမ်းရှုံး body zone ပေးထားပြီးတော့ဝမ်းဝမ်းဆိုပြီးရလက်လေးနဲ့အသိန်းတော့တည်ကြခဲ့တယ်ဈေးတော့ရှုံးနေတာမရှိတယ်ကြံတဲ့ တွဲဆုံမှုတိုင်းမှာ Man City စီအသင်းလဲနိုင်ခဲ့တဲ့ဒီဈေးကလည်းကျွန်တော်တို့တဝက်နိုင်တဝက်တဝက်နိုင်အပြစ်နိုင်ကြီးဖြစ်ခဲ့တာကျွန်တော်မြင်ရတယ်အဲ့ဒီတော့ဘလို့ပဲဖြစ်ဖြစ် Man City ကပို့ပြီးတော့ အေဗာတာနဲ့တာတာကိုကျွန်တော်တို့မြင်ရတယ်။မန်စီးတီးကကျွန်တော်ပြိုင်ပွဲဆို၅ပွဲကြည့်မယ်ဆိုကျွန်တော်တို့၂ပွဲအနိုင်ရရှိထားတယ်။၂ပွဲသိရကြတယ်။တပွဲရှုံးနေကြတယ်။အဲ့တော့မန်စီးတီးစီဘရက်ဖို့ကိုဇီးဝန်းနဲ့အဝေးခွင့်နဲ့အနိုင်ရရှိအောင်ကစားထားတယ်။ပေးထားတဲ့ဘော်ဒီဇီးတန်းကိုဝမ်းဒီဇီးနဲ့ဆိုတော့ဒါသိရကြအောင်ကစားတယ်။မူနာကိုကိုဒါကျွန်တော်တို့တူတူပေါ့နော်တူတူသိရကြအောင်ကစားထားတယ်။အဲ့တော့သူဒါကျွန်တော်တို့ဈေးတောင်ရှုံးခဲ့တယ်ပေါ့နော်။ဟုတ်ပြီ။အဲ့တော့မန်စီးတီးကအခုလက်ရှိကာရန်ဖော့ပြိုင်ပွဲဆို၅ပွဲမှာဆိုဈေး ကြားခဲ့တာဆိုလို့ကျွန်တော်မိုနာကိုနဲ့တပွဲပဲရှိကျန်တဲ့ပွဲတွေကအနိုင်နဲ့တည်ပဲရှိအဲ့တော့မန်စီးတီးကအခုလက်ရှိ2025 2026မှာအရင်ကြီးကျွန်တော်တို့ပေါ်ဖော်မန်းမကောင်းဘူးကျွန်တော်တို့သိခဲ့တဲ့မန်စီးတီးပုံစံမျိုးမဟုတ်ဘူးကျွန်တော်တို့ပြောမဲ့ဆိုတော့မန်စီးတီးရဲ့ဒီ twin goal တွေက ကျွန်တော်တို့ဒီဟာလန်တယောက်ကိုပဲကျွန်တော်မိကိုနေတာမြင်ရတယ်ပြီးတော့အမှန်ဆိုမန်စီးတီးမှာရှိတဲ့ကစားသမားတွေဒီ quality ကောင်းတဲ့ကစားသမားတွေ physical လုံးဝကောင်းတဲ့ကစားသမားတွေပြီးတော့ attacking mind တွေကောင်းတဲ့ကစားသမားဒါပေမဲ့ဒါပေမဲ့ကျွန်တော်မန်စီးတီးရဲ့ဒါဂိုးသွင်းတာဟာလန်တဦးပဲဖြစ်နေတယ်အမှန်ဆိုအရင်တော့ကျွန်တော်မန်စီးတီးနဲ့ရှင်းကြည့်မယ်မန်စီးတီးမှာဆိုပြိုင်ပွဲဆိုနေရာဆောင်နေ ဂိုးသွင်းပေးနိုင်တဲ့ကစားသမားမျိုးတွေကခြေသွမ်းတွေမပြတာကိုကျွန်တော်တို့မြင်ရတယ်ပြောမယ်ဆိုတော့ဟိုကစားတော့ကစားတယ်မန်စီတီတို့အသင်းမှာကစားရတယ်ဆိုပေမဲ့အရင်ကျွန်တော်တို့ performance တွေမပြခဲ့တာလေးလေးကိုကျွန်တော်တို့မြင်ရတယ်ဟုတ်ပြီကျွန်တော် Everton လေးကြည့်အောင် Everton ပြိုင်ပွဲဆိုကျွန်တော်ကြည့်မယ်ဆို Everton ဒီ Crystal Palace ကို2-1တော့ပြရလဲအနံ့ရရှိအောင်ကစားထားတယ်ပြီးတော့ကျွန်တော်တို့ဒါ1-1ကိုဝမ်းဝမ်းတည်ကြအောင်ကစားထားတယ်အဲ့ဒီတော့ Everton က ျွန်တော်အိမ်ဝင်းမှာသာတိုက်စစ်ကဂိုးတွေရနေတာ brother တို့ရဲ့အဝေးကွင်းမှာသူတို့တွေတော်တော်လေးကိုခံတဲ့ပိုင်းတိုက်စစ်ပိုင်းမှာဂိုးရဖို့ရုန်းကန်နေရတာကိုကျွန်တော်တို့မြင်ရတယ်ထပ်ပြီးတော့ကျွန်တော်လူစင်းအင်အားရကျွန်တော်ကြည့်မယ်ဆိုရင်တော့ကျွန်တော်မန်စီးတီးမှာတော့ဒါကျွန်တော်လူအင်အားစင်းချင်းရှင်မန်စီးတီးကဒါအေဗာတန်ထက်အစအစအရာရာတာတယ်အေဗာတန်ကျွန်တော်ကြည့်မယ်အေဗာတန်မှာဆိုလဲကျွန်တော်တို့ဒါလုံးဝကိုအေဗာတန်မှာမရှိမဖြစ်လုံးဝဟိုဒါကျွန်တော်တို့ ဒီ Everton ရဲ့ဒါအနိုင်ဂိုးတွေ Everton ရဲ့ဒါတွင်းယူမှုဂိုးတွေမှာလုံးဝပါဝင်နေတဲ့ဒါကျွန်တော်တို့တောင်မန်တိုက်စစ်ဒါကွင်းလေဒီဖန်တီးမှုဘိုင်းမှာဆိုကျွန်တော်တို့ Man City ကစားသမားဟောင်းဒါ Everton အငားချထားတဲ့ Grizzlies ကိုလည်းမပါဝင်နိုင်တာကျွန်တော်မြင်ရတယ်အဲ့တော့မပါဝင်နိုင်တာနဲ့အညီ Everton မှာလုံးဝကိုဒါကျွန်တော်တို့ Grizzly လည်း Grizzly လည်းမပါနိုင်ဘူးပြီးတော့လေ Everton ကလည်းအဝေးခွင့်ဖြစ်နေတာတချောင်းဆိုတော့ဘလို့ပဲအဘက်ဘက်ကရှည် Everton အသင်းနေနဲ့ Man City ကို လုံးဝမရှင်နိုင်ဘူးလို့ကျွန်တော်တို့ထင်တယ်ဟုတ်ပြီကျွန်တော်အဲ့တော့ Man City ရဲ့ကစားသမားတွေရဲ့ဒါ physical ဘိုင်းကိုကျွန်တော်ကြည့်အောင် Man City ရဲ့ကစားသမားတွေရဲ့ physical ဘိုင်းကိုကျွန်တော်ကြည့်မယ်ဆို Man City ကစားသမားတွေဥမာ Haaland Haaland ဆိုလေကျွန်တော်နိုင်ငံတကာပွဲစဉ်တွေမှာဆိုရင်သူ့အနေနဲ့ဒါ brother တို့လည်းသိပြီးသားခြေသွမ်းတော်တော်ပြခဲ့တယ်ပွဲစဉ်တိုင်းပွဲစဉ်တိုင်း goal တွေလည်းသွင်းခဲ့တယ် hat-trick တွေလည်းယူခဲ့တယ်အဲ့တော့ခြေသွမ်းပြနေတယ်ဆိုပေမဲ့လေကျွန်တော်ပြောသလိုပေါ့ကျွန်တော်တို့ခြေသွမ်းဘယ်တော့ပဲပြပြ တခါအိမ်ငိုက်တခါအေးကြီးပြက်နှခါအေးကြီးပြက်သုံးခါအေးကြီးပြက်လူလဲပင်မန်းမှာပဲအဲ့လိုပဲပေါ့နော်သူတို့တွေနိုင်ငံပွဲပြီးသွားတယ်ပြီးသွားတော့ကျွန်တော်တို့ဘယ်လောက်နားမှာဂျားထဲမှာနှစ်ရက်သုံးရက်လောက်နားတယ်အခုဆိုကျွန်တော်တို့ဒါ ဒီအမတ်ပေးလိတွေပြန်ကစားရတယ်အဲ့တော့စိတ်တော့ရှိတယ်ကစားတော့ကစားနိုင်တယ်အရင်ကျွန်တော်ပေါ်ဖော်မန့်မပြနိုင်ဘူးလို့ထင်တယ်အဲ့တော့နီးစနစ်ချင်းရှင်ကြည့်မယ်ဆိုရင်ဒါနီးပြဂွာရီယိုရာပို့ပြီးတော့နီးစနစ်ပိုင်းမှာပို့ကောင်းတယ်ပြီးတော့ဒါကျွန်တော်တို့ဒါကစားသမားတယောက်ချင်းစီရဲ့ဒါ traveling ပိုင်းကြီးပြီးတော့နီးစနစ်ဒါ technical ပိုင်းတွေကယူလာကပို့ပြီးတော့ကျွန်တော်တို့ဆရာကြတယ် everton နီးပြဖြစ်တဲ့ david morak ကတော့ကျွန်တော်တို့ concept ကိုဦးစားပေးတယ်ပြီးတော့ခြေစွမ်းပိုင်းဆိုင်ရာမှာအရင်ဒါသူ့ everton ဲ့သင်ကဒါကျွန်တော်ယုံစားလို့ရတဲ့အထဲမှာမပါဘူးအထူးသဖြင့်ကျွန်တော်တို့အဝေးကွင်းမှာဆိုပို့ပြီးတော့ကျွန်တော်တိုက်စစ်တွေကကြောင်ပြောက်နေတာမြင်ရတယ်အဲလိုအပ်နေတဲ့ဂိုးတွေလည်းမရခဲ့ဆိုတော့အဓိကကျွန်တော်တို့ကစားသမားဖြစ်တဲ့ဒါ Green လည်းမပါဝင်နိုင်ဘူးဆိုတော့ Everton အသင်းအတွက်ကတော့ဂိုးရရှိမှုကတော့နည်းနည်းလေးကျွန်တော်စိုးရင်စရာဖြစ်တယ်ပေါ့နော်အဲ့တော့နီးပြဘွားယူနာအနေနဲ့ဒါ Everton ရဲ့ပွဲမှာအတက်နိုင်ဆုံးဂိုးကိုရရင်ရသလောက်ဒါတွင်းပြီးတော့ ကျွန်တော်တို့တွေဒါချန်ပီယံလိအတွက်ဒါလူတွေခြံထားမယ်လို့ထင်နေအ ਨੇ သောပရမဘိုင်းမှာ1 2 3ပေါ့နော်အဲ့လောက်တည်းသူတို့တွေအများကြီး ကိုယ်တွင်းလဲတွင်းတွင်းပြီးတော့ဒါအဓိကကစားသမားတွေထုတ်ပြီးတော့အရင်ကစားသမားတွေထည့်ရင်ထည့်နိုင်တယ်ဒါမှမဟုတ်လဲအရင်ကစားသမားအဓိကကစားသမားတွေကိုခြံပြီးတော့ကျွန်တော်တို့ဒါအရင်ကစားသမားတွေထည့်မယ်ဂိုးမရတော့ဘူးဆိုတော့မှသူတို့တွေဒါ80 80လောက်မှအဓိကကစားသမားထည့်ပြီးတော့အသုံးပြုကောင်းပြုနိုင်တယ်ဒါတွေကတော့ကျွန်တော်တို့ဒါနီးပြနဲ့ပဲစိုက်နေဆိုတော့ကျွန်တော်တို့တွေဒါမခတ်မှန်းနိုင်ဘူးနော်အစီပြီစီ ever တဝတကိုးသွင်းကျွန်တော်တို့60လောက်ကျွန်တော်တို့ရှုံးနေမယ်နှစ်ကိုးသွင်းကျွန်တော်တို့အပြည့်ရမယ်ဆိုတော့ဒါကျေးပွင့်တဲ့ဘုတ်ကီစီဒါ အဗာဒန်ဂိုးမရအောင်မန်စတီးအနေနဲ့ဒါ 2C 3C အဲ 1C ဆိုပြီးရလက်ကိုခတ်မှန်းထားတယ်လို့ကျွန်တော်တို့ထင်တယ်ပြီးတော့လည်းမန်စတီးဒီဒါကျွန်တော်တို့ဒါအဗာဒန်နဲ့ကစားပြီးသွားချန်ပီယံလိမှာဆိုလဲဒါဘီလာရီယားနဲ့ကစားရမယ်ဘီလာရီယားရဲ့အိမ်ဝင်းပေါ့နော်စပယ်ယုံသွားပြီးကစားရမှာဆိုတော့ဒါကစားသမားတွေရဲ့ဒါကျွန်တော်တို့ဒီ physical ဘိုင်းလေးတွေမှာနည်းနည်းလေးတော့ပြဿနာလေးတွေဖြစ်နိုင်မယ်လို့ကျွန်တော်တို့ထင်တယ်။အဲဒါကြောင့်မို့ Everton နေနဲ့ကြမ်းကြမ်းတန်းတန်းကြီးကစားမယ်ဆိုရင် Man City နေနဲ့ကြောင်ပြောက်မဲ့အနေထားလေးတွေမှာ ဖြစ်နေတာကျွန်တော်တို့မြင်ရတယ်ဒါပေမဲ့ Man City သည်ဒီနှစ်2025-2026 Premier League ဒါကျွန်တော်တိုက်တယ်စုကို Arsenal, Liverpool နဲ့အပြိုင်လိုချင်နေဆိုတော့ဒီ Everton နဲ့ကစားတဲ့ပွဲရစားအာယုံစူးဆိုင်မှရမယ်လို့ကျွန်တော်တို့ထင်တယ်အဲ့တော့ကြောင့်မို့လားကျွန်တော်ရဲ့စိတ်ကြိုက်တပွဲဝင်ပွဲစဉ်လေးကတော့ဒါ Man City Body နဲ့ပဲကျွန်တော်ယက်တည်ချင်တဲ့အင်ရှင်ဖြစ်တဲ့ Man City Body နဲ့ပဲကျွန်တော်နဲ့အတူတူစွန့်စားဖို့ကျွန်တော်အနေနဲ့ဖိတ်ခေါ်လိုက်ရပါတယ်ဟုတ်ပြီအဲ့တော့ဒီလိုမျိုးနေ့စဉ်တပွဲကောင်းလေးတွေကိုတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကြောင့်မို့လားကျွန်တော်ရဲ့ Going Buyer YouTube YouTube channel TikTok channel လေးကို like subscribe လုပ်ပေးတာပါဒီကိုရဲ့အမြင်ရှိတဲ့ဆိုလည်း comment တွေမှာဝင်ရောက်ဆွေးနွေးသွားလို့ရတယ် brother တို့တခုမှာကျင်တာကကျွန်တော်ရဲ့ Telegram channel လေးကို join လာပေးပါ Telegram channel လေးမှာတော့ကျွန်တော်နေ့စဉ် online ပွဲလေးတွေပြီးတော့လာကျွန်တော် OC League တွေပြန်စပြီးတော့ OC League ပွဲလေးတွေကိုကျွန်တော်ဒါ video တွေရိုက်ပြီးတော့တကောင်ကျွန်တော်သုံးသက်ချက်လေးတွေရေးပြီးတင်ပေးနိုင်မလို့ဒါ brother တို့အနေနဲ့ဒါ Telegram channel လေးကို join မိတာပါပြီးတော့လေလူလူညာပေါ်တဲ့ခေတ်ကြီးမှာညီကိုတို့အနေနဲ့ငွေကြေးပိုင်းတရားရရလုံးယုံကြည်စိတ်ရကျင်တယ်ဆိုရင်ကျွန်တော်စုံမှာပေးထားတဲ့ UFA မှာ လာရောက်ဆော့ကစားနိုင်နေဆိုတဲ့အကြောင်းဒီညနေကျွန်တော်ပြောချင်တယ်ပြီးတော့လေပြီးတော့လေထိုင်းရောက်နေတဲ့ညီကူများလည်းထိုင်းမှန်ရှိအောင်နေတဲ့ဆော့ကစားလို့ရပြီဆိုတဲ့အကြောင်းကိုကျွန်တော်ဒီညနေပြီးတော့ပြောချင်တယ်ကျွန်တော်စီမှာလာရောက်ဆော့ကစားယူနေတဲ့2025 2020ကျောက် BIM မမပွဲများတရားစီသားလုံးဖီးရရှိမယ်ဆိုတဲ့အကြောင်းပြောကြိုင်းနေပဲ DB လေးကိုဒီမှာပဲညီကုန်းချုပ်ချင်ပါတယ်အဆုံးထိကြည့်ရှုရဲညီကိုတယောက်စီတိုင်းကျမ်းမှချမ်းသာကြပါစေကျမ်းမှချမ်းသာကြပါစေအားလုံးပဲဂုဏ်လက်ပါဂုဏ်လက်